ဟုတ်ကဲ့ကျွန်တော်နာမည်ဦးနိုင်မြန်ပါဟုတ်ကျွန်တော်ကမှော်ပြနေလာတာပါခင်ဗျာဟုတ်အဲ့32မှာခင်ဗျာဟုတ်ဟာဟာအိမ်မာကအိမ်ကအန်ဒီယာကြာအများတန်းဒီသုဒ္ဓဓမ္မကို तू ကအရင်ဖြည့်တယ်ဖြည့်ပြီးတဲ့အချိန်မှာ तू ကကြတော့ဒီသုဒ္ဓဓမ္မရဲ့အစာပေတရားခုဘဝအတွက်ကောင်းတယ်ဆိုပြီးတော့လမ်းညွှန်ပြီးတော့လမ်းညွှန်ပေးခဲ့တယ်ကျွန်တော်လည်းဖြည့်ဖြည့်ခဲ့တာပါဟုတ်ဆရာတော်ရဲ့တရားတွေကိုကျွန်တော်ကနေတိုင်းနားထောင်ပြီးတော့ဆရာတော်ရဲ့အစာအုပ်ကိုလည်းနေတိုင်းဖတ်ပြီးတော့ကိုယ့်အကိုနှုတ်ထုတ်ပြီးတော့မှ ဟိုဖြေခဲ့တာခင်ဗျာဟိုအရင်တုန်းကလည်းနာယူခဲ့နာယူဖြစ်ခဲ့ပါတယ်ဆရာတော်ရဲ့တရားတွေဟုတ်ကဲ့ဟုတ်ကဲ့အဓိကနားလည်တော့ဒုတိယဟိုဟာဒုတိယအချိန်ပြန်ဖြေရတဲ့အချိန်ပေါ့ခင်ဗျာဒုတိယပိုင်းကိုပြန်ဖြေရတဲ့အချိန်မှာပို့ပြီးတော့သဘောကျတယ်ပို့ပြီးတော့နားလေတယ်ခင်ဗျာဟုတ်ဟို1မှာတော့ကတော့ရေရွယ်အောင်ပါတယ်2ရဲ့3ရဲ့တော့ဂုံကူးနဲ့အောင်ပါတယ်ခင်ဗျာဟုတ်ကဲ့တော်တော်လေးအဆင်ပြေလာတယ်အရင်တော့ဆိုရှင်တခုခုဆိုရှင်လူငယ်ဆန်းဆန်းစိတ်ထဲမှာဒေါသဖြစ်တတ်တာတွေရှိတာပေါ့နော်နောက်ကြတော့ဆရာတော်ကြီးရဲ့ဒီတရားတွေကိုလေ့လာပြီးတော့အဆိုင်မွေးလည်းပြင်းနေတဲ့ဟို လက်တွေ့ကြကြအစဉ်ပြေပြေလေးပြန်ပြီးတော့သုံးသက်တတ်လာတယ်အစဉ်ပြေအောင်ပြန်ပြီးတော့ဒီတရားတွေနဲ့လိုက်နာပြီးတော့အတတ်နိုင်ဆုံးစူးစမ်းပြီးနေနိုင်နေတတ်လာတာပေါ့နော်